ပေရိုနိုင်ငံမှာမိုးတိခန့်စွာရွာသွန်းမှုကြောင့်ကော်ဖီဆိုင်ပြိုတဲ့ယူနေဒေတာချမ်းချာမာယူခရိုင်မှာပြေပြိုချပြီးအနည်းဆုံးလူ300ယောက်သေဆုံးခဲ့ကပူနိုဒေတာမှာတော့ကားလုံးနဲ့စာတင်ကြောင်းတွေမှာရေထွန်းမှုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ချမ်းချာမာယူမှာကဲဆဲရဲ့အဖွဲ့တွေဟာသွားလာရခက်ခဲတဲ့နေရာမှာကြော့အလောင်း300ကျော်ရှာဖွေတွေ့ရှိခဲ့ပြီးဒီမှာပုံနံပေါ်ပြုပြင်ထိုင်တဲ့ရေလုံငန်းတွေလုံဆောင်နေတဲ့အလုပ်သမားတွေနဲ့ဒေတာခံတဲ့ကြောင့်တွေ့ခဲ့ရပါတယ်။ အဲ့ဒီမတော်စားမှုကြောင့်ဘလို့သမားတွေနဲ့ဆက်ရံကြရတဲ့ဟာမိသားစု150အရင်းမှာပြုတ်ချခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။ဒီချိန်လေးမှာပဲပုံတို့ဒေတာမှလည်းမိုးတိမ်ဆန်စွာရွာတော်မီလက်အများပြားရေချမ်းကပညာရေးဆိုင်ရာအဆောက်အအုံတွေကိုထိခိုက်ခဲ့ပါတယ်။အမျိုးသားရက်ပတ်ကာကွယ်ရေး Institute ရင်အမျိုးသားရေးအပေါ်ဆက်စင်ရေးစင်တာမှအစီရင်ခံတင်ပြချက်ရ။ဒီနေ့ဒီဇင်ဘာလကလေးကပြင်းထန်တဲ့ န်းဆက်တွဲဆိုးကျိုးတွေကြောင့်လူပေါင်းသသိန်း1000ကျော်ထိခိုက်ခဲ့ပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်